လုံးမင်္ဂလာပါရှင်။ကျမက ECCG ပညာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ကျမတို့အပိုင်းကြီးတွေဆွေးနွေးခဲ့တယ်။ ECCG ပညာရေးမှာဘယ်လိုဆောင်ရွက်ရမလဲဘယ်လိုလှူဆောင်ရမလဲဆိုတဲ့အကြောင်းနေနောက်တစ်ခါ child wellbeing ဗောနော်ဒီ child wellbeing ကကြာတော့လေ ECCG ပညာရေးမှာမရှိမဖြစ်လိုအပ်တဲ့ ခန္ဓာလေးတစ်ခုဖြစ်တယ်။အဲဒီအမှာတစင်ကျမတို့ nurturing care အကြောင်းလေးဆင်ပြေခဲ့တယ်။အဲဒီအမှာရှင်ကျမတို့ language and literacy အကြောင်းလေးကိုဆင်ပြေခဲ့တယ်။ part 1 part 2ပေါ့နော်။အဲဒီမျိုးတွေဆင်ပြေခဲ့ပြီးကြီးဒီက ECG ပညာရေးမှာကျမတို့ဒါလည်းဟိုလိုအပ်ချက်ချက်တစ်ခုဖြစ်တယ်ပေါ့နော်။ teaching approach method တွေပေါ့เนาะဒီအရေးကိုကျွန်တော်တို့ရင်းနှီးကျွမ်းဝင်မိတာပါ လေဒီလိုမျိုးရင်းနှီးပြီးသားအကြောင်းအရာလေးတွေကိုပို့ပြီးတော့ပေါ့နော်ထပ်ပြီးတော့ကျွန်တော်တို့တည်တဲ့တည်အောင်အကြောင်းအရာလေးတွေစုံလင်းလာအောင်ဆွေးနွေးပြရခြင်းလည်းဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကလေးတွေကိုဘလူနီးလဲနေနဲ့တင်ကြမလို့တင်နီးတွေတင်နီးတွေအများကြီးရှိတယ်အဲ့ဒီတင်နီးတွေထဲမှာအထူးအရေးကြီးတာကကျွန်တော်တို့ကလေးတွေရဲ့ တဘာဝနဲ့ကိုင်းညီတဲ့နီးလန်းနေနဲ့တင် जा ခြင်းဟာပုံမူတရားအောင်မြင်တဲ့ကောင်းမွန်တဲ့တင် जा နီးတွေဖြစ်မှာဖြစ်ပါတယ်ရှင်။တင် जा နီးတွေကတော့အများကြီးရှိတဲ့မျိုးမျိုးရှိတဲ့အဲ့လိုမျိုးရှိတဲ့တင်နီးတွေထဲမှာကလေးတို့ရဲ့တဘာဝနဲ့ကိုင်းညီတဲ့နီးလန်းနေနဲ့တင် जा ပြခြင်းဟာအရေးကြီးတယ်ဆိုတာကျမအနေနဲ့ဒီက ဒီ presentation လေးကိုဆွေးနွေးဖို့အတွက်ပေါ့နော်ပထမအဦးဆုံးနေ့မှာပဲဒီမှာဆွေးနွေးပေးပါရစေဒီမှာဆိုရင်ဒီက teaching approach method သင်နည်းတွေမှာဆိုရင်ကျွန်မ slide 14ခုကိုစီစဉ်ထားပါတယ်ရှင်ဒီ slide 14ခုလုံးပြီးသွားမှလားအဓိကကျွန်တော်တို့ဒီကဏ္ဍပေါ့နော်ဒီအကြောင်းအရာလေးဟာစုံလင်သွားမှလည်းဖြစ်ပါတယ်ရှင် အဲ့တော့ကျမတို့တင်ကြီးတွေအကြောင်းကိုဆွေးနွေးပေးမှာဆွေးနွေးပေးမှာဖြစ်တဲ့အဲ့ဒီတင်ကြီးတွေကိုလည်းရှေ့မှာဆွေးနွေးတဲ့အကြောင်းအရာတွေမှာဆိုရင်လေကလေးတွေရဲ့တဘာဝနဲ့ kait ညီတဲ့တင်ကြီးတွေဖြစ်ဖို့လိုတယ် teaching approach method တွေတင်ကြားနည်းတွေဒီတင်ကြားနည်းတွေဟာကလေးတွေရဲ့တဘာဝနဲ့ kait ညီဖို့လိုတယ်တင်နည်းတွေမျိုးမျိုးရှိတယ်ဘာတွေရှိကျမဆွေးနွေးမဲ့တင်နည်းတွေကကိုကျမကောင်းထုတ်ပြီးတော့ပြောပြခွင့်ပြုပါရှင် ပထမဦးဆုံးပုံမြင်ပြောနည်းပေါ့ပုံမြင်ပြောနည်းပြောရင်းနဲ့ကလေးတွေကိုပေါ့နော်ဒါသူတို့တွေကိုကိုပြုမှုစေခြင်းနဲ့အပြုမှုတွေအဲသူတို့တွေရဲ့လူစိတ်အခြေအနေတွေကိုပြုပြင်မှုအတွက်ပုံမြင်နေပြောပြီးတော့ပြုပြင်ပေးလို့ရပါတယ်ပြုပြင်ပေးကြမှာလည်းဖြစ်ပါလေရှင်ကလေးတွေကပုံမြင်ဆိုရင်စိတ်ဝင်စားကြတယ်တော်တော်များများပုံမြင်ကိုစိတ်ဝင်စားကြပါလေရှင် ဒါကြောင့်ပုံပြောနည်းတွေနဲ့လည်းသင်ကြားပေးရမယ်။နောက်မိဂုံမိနည်းတွေဒါမှသူတို့ကိုယ်တိုင်လည်းမိဂုံမိတက်လာမယ်။မိဂုံနေမိရဲ့နည်းတွေရှိမယ်။ဟောပြောပူချဆွေးနွေးနည်းတွေရှိမယ်။အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ဟောပြောပူချဆွေးနွေးနည်းရဲ့နည်းကိုသုံးမှအဲမိမိတို့ရဲ့သူတို့ကိုသိရှိလိုတဲ့အကြောင်းအရာတွေသိရှိအောင်ကဆောင်ရွက်ပြီးတော့မှဒီလိုမျိုးနည်းတွေနဲ့ပေါ့နော် အဲတီစီအောင်ဆောင်ရွက်ကြရမှာဖြစ်တယ်ဒါကြောင့်ဟောပြောပို့ချနေရလဲတင်းနေထဲမှာပါပါတယ်တင်ကြနေထဲမှာပါတာဖြစ်ပါတယ်နောက်တယုတ်ပြနေဒီရံပျော်ရွှင်တဲ့ကလေးတွေတယုတ်ပြနေဒီတုံပြီးတော့တင်ကြမယ်ဆိုရင်နောက်တစ်ခါကွင်းစင်းလေးလာနေဒီတကယ်ကိုကောင်းမှာပါတယ်ဒီလိုမျိုးကွင်းစင်းလေးလာပြီးတော့မှ သူတို့တွေရဲ့ဒီစိတ်ရဲ့ပေါ့နော်ကျွန်တော်တို့ကွင်းစင်းလေးလာလိုက်တဲ့ဆိုရဲပုံမှန်စာသင်ခန်းကြီးထဲမှာမဟုတ်တော့ဘူးသူတို့ကိုယ်တိုင်အပြင်ကိုထွက်ပြီးတော့လေ့လာကြရမယ်အဲကြည့်ရှုကြရမယ်ဆိုတာဖြစ်တဲ့အတွက်သူတို့တွေကပို့ပြီးတော့စိတ်အာယုံခံစားချက်တွေကိုပူပြီးတော့လှုံ့ဆော်ပေးရရောက်တာဖြစ်တဲ့အတွက်ကွင်းစင်းလေးလာရဲ့နီးတွေကလည်းအင်တန်ကောင်းပါရဲ့ရှင် နောက်တစ်ခုကြิရှုလေးလာခြင်းနည်းတွေအာယုံ၅ပါးကိုသုံးပြီးပြုပြီးတော့သူတို့ကိုယ်တိုင်ကြิရှုလေးလာနည်းတွေနဲ့လည်းသင်ကြားပေးလို့ရတယ်။ရှားပွေတွေ့ရှိနည်းတွေဒါမျိုးတွေနဲ့လည်းသင်လို့ရတယ်။နောက်တစ်ခုကတရုတ်ဆောင်နည်းတွေနောက်ကျမတို့တဏ္ဍလုံးတရုတ်တူလေ့ကျင့်နည်းတွေဒါဆိုရင်မိမိကိုယ်တိုင်မှာပါဝင်လှုပ်ဆောင်လဲရတာဖြစ်တဲ့အတွက်ဒီလိုမျိုးအကြောင်းအရာတွေကိုသူတို့တစ်သက်လုံးမမေ့တော့ဘူးပေါ့နော်။ဒါမျိုးလေးတွေနဲ့သင်ကြားပေးလို့ရတယ်။ကစားနည်းတွေ ကစားတာလူတိုင်းနှစ်သက်တဲ့ကလေးတွေကပို့ပြီးတော့နှစ်သက်တဲ့ဒီကစားနည်းတွေနဲ့လည်းသင်ကြားပေးလို့ရတယ်ဉာဏ်ပွင့်စဉ်းစားနည်းတွေသူတို့ကိုစဉ်းစားတွေးခေါ်ဆုံးဖြတ်တာဉာဏ်ပွင့်စဉ်းစားနည်းတွေနဲ့ပေါ့နော်သူတို့ရဲ့သင်ခန်းစာပေါ်မှာမူတည်ပြီးတော့သင်ကြားပေးလို့ရတာလေးဖြစ်ပါတယ်ရှင်နောက်တစ်ခုပူအောင်ပါဝင်သင်ယူနည်းတွေဘဝမှာရေးကြည့်ရကျမတို့တွေ the communication mind တွေ အဲ collaboration ဘိုင်းနေရာရေးကြည့်ရဒီလူမျိုးရေးကြည့်တဲ့ကဏ္ဍတွေကိုသူတို့တွေမှာဟိုရရှိသွားအောင်ပူပေါင်းပါဝင်တင်ယူနည်းတွေနဲ့လည်းသင်ကြားပေးလို့ရတယ်။နောက်တစ်ခုစူးစမ်းရှာဖွေလေ့လာခြင်းနည်းတွေအဲဒီနည်း73နည်းကိုကျွန်မနည်းငယ်အသေးစိတ်စီဆွေးနွေးပေးသွားမှာလည်းဖြစ်ပါရဲ့ရှင်။ဒီလိုမျိုးနည်းတွေနဲ့ကျွန်တော် ကလေးရဲ့သဘာဝနဲ့ကိုက်ညီတဲ့နီးလန်းတို့သုံးပြီးတော့မှဒါသူတို့တင် जा ပြတ်သားပေးကြရမှာလည်းဖြစ်ပါလေရှင်အဲ့ဒီမှာဆိုရင်ကျွန်မပထမဦးဆုံးစဆွေးနေမှာပုံပြောပုံမြင်ပြောပြတဲ့နီးပါကလေးတွေကပုံမြင်ဆိုရင်တေချာတယ်ရန်စင်ဝင်စားကြတယ်ဒါဆိုရင်ပုံပြောနည်းကနေပုံမြင်မှာအကြောင်းအရာတွေရဲ့ပေါ့နော်ယာတာခံစားမှုတွေတန်ဖိုးထားမှုတွေဟာ ဒါရီဟာသူဒီထဲမှာပုံမြင်တစ်ခုကိုပြောပြလိုက်ပြီဆိုရင်ဒီပုံမြင်မှာကိုပဲမူရင်းမှာကိုပဲဒီပုံမြင်ထဲမှာရှိတဲ့ခံစားမှုတွေတံမိုးထားမှုတွေစသည်ဖြင့်ပေါ့နော်အထွေတွေဆိုပြီးတော့ရရှိလာမယ်အဲ့လိုမျိုးတွေကိုသူတို့တွေရရှိခံစားနိုင်အောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်ပုံမြင်ထဲမှာပါတဲ့အကြောင်းအရာတွေထဲမှာသူတို့တွေကိုရတာပိုင်းဆိုင်ရာလဲခံစားသွားနိုင်ရမယ်ခံစားတတ်အောင်လဲလေ့ကျင့်ပေးကြရမယ် တန်ဖိုးထားမယ်အကြောင်းအရာတွေကိုလည်းတန်ဖိုးထားတတ်သွားဒီချင်းပြကြရမှာဖြစ်ပါတယ်။စသည်ဖြင့်ပေါ့နော်အထွေထွေကဏ္ဍရက်တွေလည်းပါဝင်နေတာဖြစ်ပါတယ်ရှင်။နောက်တစ်ခါဆရာကကျွန်တော်တို့ပုံမြင်တို့ပုံမြင်တွေကိုပြောပြမယ်။ပုံမြင်တွေကိုနှုတ်ကပြောပြတာလည်းရှိတယ်။အဲကြည့်ပြီးတော့ပေါ့နော်ပုံမြင်ပါတဲ့ စာအုပ်ကိုကြည့်ပြီးတော့ဖတ်ပြတာလည်းရှိမယ်အဲဒါဆိုရင်ကလေးတွေဟာဆရာပုံမြင်ပြောပြတာပဲဖြစ်ဖြစ်ပုံမြင်ကိုဖတ်ပြတာပဲဖြစ်ဖြစ်ကျမတို့ကလေးတွေအနားထောင်မှာဖြစ်ပါတယ်ရှင်ပုံမြင်ကိုတို့ကအရင်ကြိုက်တဲ့သူတွေဆိုတော့နားထောင်မယ်အဲ့လိုမျိုးနားထောင်ပြီးဆိုရင်ကျမတို့ပုံမြင်ပါအကြောင်းအရာတွေတရုပ်ပေါ်ထားတဲ့ရုပ်ပုံတွေနဲ့ကိုပုံသုံးပြီးတော့ပေါ့နော်ပုံမြင်တိုင်းမှာတို့ကတရုပ်ပေါ်ထားတဲ့ရုပ်ပုံတွေရှိရဲ့အဲ့ရုပ်ပုံတွေကိုသုံးပြီးတော့ဆက်ဆက်ပြီးတော့ရုပ်ပုံလေးတွေကိုကြည့်ပြီးတော့ အဲဥမာယုံနဲ့လိတ်ဆိုလို့ရှိရင်ယုံလေးနဲ့လိတ်ကလေးအကြောင်းကိုဆက်ဆက်ပြီးတော့ပုံမြင်ပြောပြလို့ရတယ်။အဲ့လိုမျိုးပြောပြနေတဲ့အချိန်မှာလည်းမေးခွန်းတွေမေးရမယ်။ကလေးကိုခံမှန်းခိုင်းရမယ်။ဒီဟာလေးကတော့ဟုတ်ပြီဇက်ကောင်ဇက်ကောင်နှစ်ကောင်နှစ်နှစ်ခုဥမာယုံနဲ့လိတ်ဆိုရင်ဇက်ကောင်နှစ်နှစ်ခုပေါ့နော်။ဒီဇက်ကောင်နှစ်ခုရဲ့မှာဆိုရင်ရှိဆက်ပြီးတော့ဘာဖြစ်မယ်လို့ဒီကယုံကလေးကဘာလုပ်လိမ့်မယ်လို့တင်တော့ လေကလေးရောဘလို့လုံးလိုက်မယ်လို့ထင်တော့ဒါဆိုရင်တော့အဆုံးမှာဘာလို့ဖြစ်သွားမယ်လို့ကာရုသမီးတို့ကမြင်နေဟုတ်ပေါ့ဒါမျိုးလေးတွေကိုသူတို့ခံမှန်းခိုင်းရမှာပါဒီလိုမျိုးခံမှန်းခိုင်းရင်လည်းခံမှန်းတတ်တဲ့စွမ်းရည်တွေဆုံးဖြတ်တတ်တဲ့စွမ်းရည်တွေရရှိလာစေမှာသူတို့ရဲ့အတွေးခေါ်တွေကိုများများလှုပ်ရှားပေးပြီးအလုပ်ပေးပြီးတော့မှ ကျမတို့ကလေးတွေရဲ့ဉာဏ်ရည်တွေကိုမြင်မှလာအောင် ီလိုမျိုးပုံပြောနည်းတွေနဲ့ပေါ့နော်လေ့ကျင့်သင်ကြားရင်းနဲ့ဆောင်ရွက်ကြရမှာလည်းဖြစ်ပါလေရှင်။ဒါကြောင့်အဲ့ဒီလိုမျိုးဆောင်ရွက်ရင်းနဲ့ပေါ့နော်ပုံမြင်လေးကိုပြောပြတယ်ပြောပြရင်းနဲ့မိခွန်းနေမေးတယ်ခမန်းခိုင်းနေဆိုရင်ခမန်းနိုင်တဲ့စွမ်းရည်နောက်တကကြောင်းကျိုးဆက်ဆက်စဉ်းစားနိုင်တဲ့စွမ်းရည်ပါရရှိလာစေမှလည်းဖြစ်တယ်။အဲ့ဒီလိုမျိုးစွမ်းရည်ရရှိအောင်တည်ကျင့်ပေးကြရမှလည်းဖြစ်ပါလေရှင်။ဒါကြောင့်ပုံမြင် အကြောင်းအရာတွေတရုပ်ပေါ်ထားတဲ့ရုပ်ပုံတွေကိုသုံးပြီးတော့ပေါ့နော်ဆက်ဆက်တီးပြောပြပေးမယ်ဆက်ဆက်ပြောပြပေးမယ်ပေါ့လူကြီးမိသားဆရာသမားတွေကနေပြောပြပေးမယ်ပြောပြပြီးရင်ကလေးကိုမိခွန်းနေမိမယ်ကလေးကိုလည်းခံမနိုင်တဲ့ဆွဲရည်တွေအကြောင်းကျိုးဆက်ဆက်စဉ်းစားနိုင်တဲ့ဆွဲရည်တွေရအောင်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့တော့ပုံကိုပြောပြီးပုံမြင်ကိုပြောပြီးဆိုရင်ဆရာသမားလူကြီးမိသားတွေကနေပြောတာမဟုတ်ဘူးကလေးကိုလည်း မေခွန်းနေမေးရမယ်ပုံမြင်မဆုံးခင်မှာကြားပြတ်ပြီးတော့မေခွန်းနေမေးမယ်မေးရင်းနဲ့အဲ့မေခွန်းနေမေးပြီးနဲ့ပဲသူ့ကိုလည်းရှေ့ဆက်ပြီးတော့ဒီဇက်ကောင်တွေကဘာဖြစ်လိမ့်မယ်လို့ထင်လို့ဆိုအောင်မေးမယ်ဒါဆိုရင်မေးရင်ခက်မှန်းနိုင်တဲ့စွမ်းရည်ရလာမယ်ရှင်းတဲ့နောက်ဆရာပြောထားတဲ့ အဲပုံမြင်တဲ့အကြောင်းအရာနဲ့သူ့စိတ်ကူးထဲမှာရှိရင်စဉ်းစားထားတဲ့အကြောင်းအရာနဲ့ကိုအကြောင်းကျိုးဆက်ဆက်စဉ်းစားပြီးတော့မှသူဖြေချာမှာဖြစ်တဲ့အတွက်အကြောင်းကျိုးဆက်ဆက်စဉ်းစားနိုင်တဲ့စွမ်းရည်တွေကိုလေ့ကျင့်ပေးရလဲရောက်မှာဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ကလေးတွေကိုပေါ့နော်စိတ်ကူးစိတ်သန်းနေနဲ့မိမိကိုယ်တိုင်ပုံမြင်တွေကိုပြောပြစေခြင်းဆိုတဲ့စွမ်းရည်ရအောင်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ဆရာတွေဆရာတွေ လူကြီးမိဘတွေအားဒီပုံမြင်ပြောတာလေပြောပြရမယ်ရှေးပိုင်းမှာနမူတာတွေပြီးရင်သူတို့ကိုယ်တိုင်သူတို့စိတ်ကူးစိတ်တန်းလေးတွေနဲ့ပြောပြတာမျိုးတွေအဲဆောင်ရွက်စေရမယ်ဆောင်ရွက်ခွင့်ပေးရမယ်လေ့ကျင့်ခွင့်ပေးရမယ်အဲဒါဆိုရင်တို့မှာဒီပုံမြင်ကိုပြောရင်းနဲ့တီထွင်ဖန်တီးပြောဆိုနိုင်တဲ့စွမ်းရည်တွေအမျိုးတွေကိုတို့တွေဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကျမတို့ကလေးတွေကို ဒီလိုမျိုးပေါ့နော်တင်းနီးကလေးရဲ့သဘာဝနဲ့ကိုက်ညီတဲ့တင်ကြားနီးတွေနဲ့အဲတင်ကြားပေးရမယ်တင်းနီးတွေမျိုးမျိုးရှိရဲ့အဲတင်းနီးမျိုးမျိုးတွေကိုတီးပြီးသားတွေဖြစ်တဲ့ဒါလေးဟိုလေးလာပြီးသားတွေဖြစ်တဲ့ဒါလေးတွေကိုကျမတို့ဒီလိုမျိုးကလေးရဲ့သဘာဝနဲ့ကိုက်ညီတဲ့တင်းနီးတွေကိုသုံးပြီးတော့မှအဲလေ့ကျင့်စေခြင်းဟာသူတို့ရဲ့ ုံနောက်ဉာဏ်ဤဘိုင်းဆိုင်ရာတွေရောသူတို့ရဲ့တိပညာဘိုင်းဆိုင်ရာတွေရောအဲတီထွင်ဗန်နီလောက်ကင်လိုတဲ့စွဲ့ဤတွေကိုပြင်ပြလာစီမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ခင်ဗျာ တင်ကြီးတွေကပုံမြင်ပြောပြီးတော့တင်ကြီးကိုလေးကိုဆွေးနွေးသားပါတယ်ဒီပုံမြင်ပြောပြီးတင်ကြီးနဲ့ပတ်သက်တဲ့အဲဆက်လက်ပြီးတော့ကျွန်တော်တို့လေ့လာဆွေးနွေးရမယ့်အကြောင်းအရာတွေရှိပါသေးတယ်။နောက်နေ့တွေမှာကျန်ရှိနေတဲ့အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။